က်နဲ့ကြည့်တယ်အော်မိသားစုရအရန်တောင်းနေပြီးတော့တယောက်တယောက်တအားချစ်ကြတာပဲတအားကိုဘောနော်စီးလုံးနဲ့မိသားစုကြီးဆိုတာကိုတအားကိုတွေ့ရပြီးအရန်နဲ့အားကြမိပါတယ်ပြီး fashion ကိုချစ်တဲ့သူတွေအားလုံးအတွက်ဘဝနိုင် fashion complex ကနေပြီးတော့ဈေးနှုန်းမှန်စွာတင့်တင့်စွာနဲ့ပစ္စည်းမှန်ပြီးတော့အာ up to date fashion ကြီးအများကြီးကိုလိုချင်တယ်ဝှစ်ချင်တယ်ဆိုရင်တော့ဘဝနိုင် fashion complex ကိုလွားခဲ့ဖို့အတွက်ဖိတ်ခေါ်ပါတယ် ျွန်တော်119ဆိုတာစဖွင့်တာ1990ပေါ့လေအခုဆိုရင်တော့နှစ်ပေါင်း35နှစ်ရှည်ပေါ့လေကျွန်တော်ဟိုပန်ဆိုရန်အနော်ထာလမ်းမပြောမှာရှိရပန်ဆိုရန်119ကစဖွင့်တာ119ဆိုရဲနာမည်ပေါ်လာတာလဲဟိုအိမ်နံပါတ်ကိုအကြောင်းပြုတော့အိမ်နံပါတ်ကလည်း119ပါအဲအိမ်နံပါတ်ကိုအကြောင်းပြုပြီးတော့119ဆိုတာပေါ်လာတယ်စိုင်ခွဲပေါင်း18စိုင်ရှိပါတယ် ္လာပါရှင်ဒါအခုရောက်ရှိနေတာတော့ China Town ပေါ့ဒါလာသာလန်းနဲ့22လမ်းတောက်မှာရှိတဲ့119 Fashion Complex Site ဖွင့်ပွဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ဆရာဘယ်လိုဖက်တိုင်းလိုက်ကြာဆိုတော့ဘယ်လိုရအောင်စိတ်ချင်တာ Shopping Mall ကတော့တော်တော်ပြပါအောင်အာမြက်သူတို့ငငယ်လေးอ่ะမမိသေးတယ်မြက်သူစေးတယ်စေးတယ်လို့ပေါ့နော်မြက်သူကငငယ်တော့ကျတော့အဲ့လိုမျိုးသစ်မှနေတော့မသိဘူးပေါ့နော်အစဲတန်းလောက်မှမြက်သူကအဲ့လိုငင်္ဂလာဈေးတို့ဘာတို့စပြီးတော့တွားဘူးလာဘူးတဲ့အချိန်မှာ plaza plaza ရဲ့ဒီဘက်တိုက်တန်းကြီးမှာလေဒီ119ကနေပြီးတော့ fashion college အဲ့ဒါကိုအရန်နေထားမိရအရန်သဘောကြတာအဲ့တော့ကလေးဆိုလေအဲ့ထဲဝင်ပြီးအရန်ဝယ်ချင်တာပေါ့နော်တင်မအဲ့တော့ဝင်ငွေရလည်းမရှိဘူးကွယ်ဆယ်တန်းဆိုတော့သိရမလားအဲ့အဲ့ကတည်းကအဲ့ကတည်းက119ကမှတ်မှတ်နေဖြစ်ခဲ့တာအဲ့ကတည်းကသူအဲ့အောက်မှာနော်မြေကြီးတက်နှစ်ခန်းတွဲလာမယ်အဲ့လို fashion college အကြီးကိုလောက်တာဆိုတော့မရှိဘူးဆိုရင်119 fashion complex ကနှစ်ပေါင်း30လောက်ရှိနေပြီကျေးဇူး 30ကျော်လောက်မှာမှာလူမျိုးမရွေးလူတန်းသားမရွေးပေါ့နော်အားလုံးခင်တဲ့အမြေ fashion တွေကိုအာပေါ့နော်တင့်တင့်နဲ့ဈေးနှုန်းနဲ့ဝယ်ယူလို့ရမယ်အာပစ္စည်းရဆိုလဲတကယ်ကိုပစ္စည်းမှန်တဲ့အားတွေဈေးနှုန်းလဲဈေးနှုန်းမှန်တဲ့အားတွေနဲ့ပေါ့နော်မှန်နိုင်နဲ့အာဝန်နိုင်ကရက်တည်လာခဲ့တာအခုဆိုနှစ်ပေါင်း30ကျော်ရှိပြီဆိုတော့ပြောဝယ်ရမရှိဘူးအခုလိုမျိုး air con ရင်းနဲ့အထက်တဲ့အလွှာဆိုတခုချင်းစီစိတ်ကြအေးသေးသေးကြည့်လို့ရတဲ့အခါကျတော့အသက်တောင်တာနဲ့ဈေးကတော့ပိုဝယ်ဖြစ်တာပေါ့နော်ဟုတ်ကဲ့ရှင် ကျွန်တော်119 slow อ่ะสะพื้นน่ะ1990ပေါ့လေအခုဆိုရင်တော့နှစ်ပေါင်း35နှစ်ရှိပေါ့လေကျွန်တော်ဟိုပန်ဆိုရန်အနော်ထာလမ်းမပေါ်မှာရှိတယ်ပန်ဆိုရန်119อ่ะสะพื้นတော့119ဆိုတော့နာမည်ပေါ်လာတာလဲဟိုအိမ်နံပါတ်ကိုအကြောင်းပြုတော့အိမ်နံပါတ်ကလည်း119ပါ အဲ့အိနမတ်ကိုအကြောင်းပြုပြီးတော့119ဆိုတာပေါ်လာပါတယ်။ဆိုင်ခွဲပေါင်း18ဆိုင်ရှိပါတယ်။ရန်ကုန်ပေါ့เนาะမြို့ထဲမှာကိုပဲရန်ကုန်မြို့တွင်းမှာကိုပဲ ခုနှစ်ဆိုင်ရှိပါတယ်ကျွန်တော် City Banner မှာလေအဲ့ဒီမှာလည်းအကြီးပဲတွေ့ရတယ်ပေါ့နော်ဆိုတော့တွားတဲ့နေရာတိုင်းမှာနေရာတိုင်းမှာ online complex က fashion complex ကပေါ့နော်တကယ်ကို fashion ချစ်သူတွေအများအားတွန်တွဲပြီးရှိနေပါလို့ပြောချင်ပါတယ်နောက်ထပ်သတင်းကောင်းလေးတစ်ခုမျှဝေချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့ online store ကနေပြီးတော့2026မှာ ဟင်းသားမျိုးကိုလည်းလာဖွင့်ဖို့အတွက်အားလုံးစီစဉ်နေပြီးအစဉ်သင့်ဖြစ်နေပါပြီလို့ပြောချင်ပါတယ်။ဒါသမို့ဟင်းသားမျိုးကိုလာဖွင့်တဲ့ခါကျရင်လည်းအိုက်ကချစ်ရတဲ့သူတွေကအားလုံးနေထိုင်တဲ့ကြုံဆုံပေးကြပါဦး။အာ119 Fashion Complex ကမြန်မာနိုင်ငံအနေနဲ့အရေးရမှာပေါ့နော်။ Fashion Complex ကြီးတွေလို့ဖို့အတွက်ကိုအခုလေးကစပြီးတော့အကောင့်တွေဖုန်းနေပါလို့ဆိုတဲ့တင်ကောင်းလေးပေးချင်ပါတယ်။ ုတ်ကဲ့ခင်ဗျာကစတမာတွေရဲ့ယုံကြည်အားပေးမှုနဲ့ကျွန်တော်တို့ဒီနေ့ထိရည်တည်နိုင်တာဖြစ်တဲ့အတွက်ကြောင့်ကစတမာတွေစီကိုကျွန်တော်တို့အမြဲရောက်လာမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အခုဒီ22လမ်းဆိုင်ကွဲမှာဆိုရင်တော့ဟိုကျွန်တော်တို့ one night ရဲ့အာဟိုဟာပေါ့နော်ကျွန်တော်တို့ one night ရဲ့ထုံးစံတိုင်းပဲပေါ့ဟောခေါင်းစာခြေဆုံးကလေးလူကြီးအားလုံးအတွက် fashion အလှကောင်ပစ္စည်းအားလုံးရပါတယ်ခင်ဗျာအော်ပေါ့ကျွန်တော်တို့2026မှာ ARI တိုင်းဟင်းတလာမြို့မှာဖွင့်လှစ်ပြီးတဲ့အခါမှာလည်းကျွန်တော်တို့မကွေးပြီမှာလည်းဖွင့်ဖို့ ရှိပါတယ်ခင်ဗျာကျွန်တော်ဒီကနေတခါတည်းမိတ်ဆက်ပေးလိုက်ပါတယ်ပေါ့ပီရဲမဝေးရဲပါခင်ဗျာ now ยัดติ조사กระတော့ปรมาဟိုဟာပေါ့ကျွန်တော်1998ပေါ့လေကျွန်တော်အမျိုးသမီးဒေါ်သန်းသန်းထွေးနဲ့ကျွန်တော်ဘန်ကောက်ကိုသွားပြီးတော့ဟိုဟာပြောပစ္စည်းတွေသွားပြီးကိုရိုင်းသွားဝယ်တယ်ပေါ့လေအောက်ခြေသင်းအသခက်ခဲခဲပင်မန်းနဲ့ကျွန်တော်လောက်ကင်ဆောင်ရွက်ခဲ့ရတာပေါ့လေနောက်ပြီးတော့ customer တွေရဲ့ တခဲနဲ့အားပြီးလို့လည်းကျွန်တော်ဝမ်းဝမ်းနဲ့အခုလိုတစ်ဆိုင်ပြီးတစ်ဆိုင်အောင်မြင်လာရင်ဖြစ်ပါအာပြောရရင်ဒါလေခုနကကြည့်တော့တကယ်ကိုပေါ့နော်အာမျိုးဆက်ပေါ့မျိုးဆက်တည်းအမျိုးဆက်တကယ်ကိုလိုပါပေါ့နော်အာအများကြီးပြောခါကြတော့အာမျိုးဆက်စီးပွားရေးကိုတကယ်ကိုဒီနောက်မှာပေါ့နော်နောက်လူငယ်တွေမျိုးဆက်တဲ့လူငယ်တွေကရှေ့ရလုပ်ခဲ့တဲ့စီးပွားရေးကို ထက်ပြီးတော့အာဝါရှင်းမြင့်နဲ့ပြီးတော့ထက်ပြီးတော့ပုံမကောင်းမအောင်ပေါ့နော်ဆာဗစ်တွေပြီးတော့ပစ္စည်းအမဲတွေဇင်းနှုံတင်းတင်းမှုတွေအဲ့ဒါတွေအများကြီးနဲ့ရေရှည်ပေါ့နော်အာလောက်လာခဲ့တာရေရှည်တည်တက်လာခဲ့အခုဆိုနှစ်ပေါင်း30ရှိတယ်အရန်ကိုလည်းဂုဏ်ယူရပါတယ်အရောက်လည်းဝမ်းသာရပါတယ်ဒီထဲချိုးဖြတ်နေကြည့်နေအော်မိသားစုရအရန်တောင်းနေပြီးတော့တောက်တောက်တအားချစ်ကြတာပဲတအားကိုပေါ့နော်စီးလုံးနဲ့မိသားစုကြီးဆိုတာကိုတအားကိုတွေ့ရပြီးအရန်လည်းအားကြမိပါတယ်ပြီးတော့ fashion ကိုချစ်တဲ့သူတွေအားလုံးအတွက်ဘဝနိုင် fashion complex ကနေပြီးတော့ဇင်းနှုံမှန်စွာတင့်တင့်စွာနဲ့ပစ္စည်းမှန်ပြီးတော့ အာ up to date fashion တွေအများကြီးကိုလိုချင်တဲ့ဝတ်ချင်တဲ့ဆိုရင်တော့ဝမ်ဝမ်နိုင် fashion ကိုလည်းလွာခဲ့ဖို့အတွက်ဖိတ်ခေါ်ပါတယ်ရှင်ဒီပေါင်းကျွန်တော်35နှစ်လုံးပေါ့ဗျာကာချမာတွေကနေပြီးတော့ဟိုကျွန်တော်တို့ကိုအားပေးလာတဲ့အတွက်ကြောင့်ပေါ့အခုဆိုဆိုင်ခွဲတွေအသီးသီးပေါ့လေမြို့နယ်တိုင်းရက်ွက်တိုင်းမှာဆိုင်ခွဲတွေအသီးသီးကာချမာတွေရဲ့ကျေးဇူးကိုတုံ့ပြန်တဲ့အနေနဲ့ဟိုတွားပြီးတော့ဖွင့်နေပါတယ် နောက်နှစ်2026မှာခင်္ဒရာမှာကျွန်တော်ဆိုင်ခွဲအစ်စ်စပြီးနေမှာပေါ့ဆိုင်ခွဲအစ်စ်စပြီးဖွင့်ပါမယ်တခြားနေရီမှာလည်းကျွန်တော်ဖွင့်ဖို့အစီအစဉ်ရှိပါတယ်ဟုတ်မြန်မာမျိုးမှာဆိုရင်မြန်မာမျိုးအနေနဲ့ပြောရကြည့်ပေါ့เนาะမြို့နယ်တိုင်းမြို့နယ်တိုင်းမှာ119 အာဖက်ရှင်ကွန်ပလက်က18ဇိုင်ရှိပါတယ်ရှင်အာမကြခင်မှာလဲဟင်းသားမှာဖွင့်ဖို့အတွက်စီစဉ်နေပါတယ်နောက်ထပ်နောက်ထပ်မြန်မာနိုင်ငံအနေနဲ့အရရက်မှာလဲ119ဖက်ရှင်ကွန်ပလက်ကဖွင့်လေးဖို့အတွက်ကိုစ조사နေရဆိုကြောင့်တင်းကောင်းလေးပါချင်ပါတယ်မကြပြီမှာလဲမြို့တိုင်းမြို့တိုင်းမှာ119ဖက်ရှင်ကွန်ပလက်ရောက်ပါတော့မလို့ပြောချင်ပါတယ်တကယ်ကိုဒီနေ့ခေတ်ဖက်ရှင်တွေကိုတင့်တင့်နဲ့ဈေးနှုန်းနဲ့လူမျိုးစုံမရွေးပေါ့နော်ဝယ်လို့ရမယ်ပစ္စည်းမှန်အာဈေးတင့်တင့်နဲ့ဈေးနဲ့ဖက်ရှင်ကိုဝှစ်ရှင်နဲ့ဆိုရင်တော့ no one night fashion complex ကိုကြောက်ခဲ့ဖို့အတွက်အားလုံးကိုထိတ်ခေါ်ပါတယ်